ညီကိုအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါကိုရံမှုရေအကိုရေမင်္ဂလာပါဗျာမင်္ဂလာပါကိုရေဟုတ်မင်္ဂလာပါဟုတ်ကဲ့ပါအကိုရေဆိုတော့ကျွန်တော်တို့ဒါဒီတစ်ပတ်ထဲမှာတော့အများကြီးထူးခြားရဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့မနေ့ကညက Europa League Final ပေါ့နော်အခုပဲကျွန်တော်အခုစောင့်နေတဲ့သတင်းတွေဖတ်နေတော့ Twitter မှာဒါသတင်းတူတခုတွေ့ရတယ်ပေါ့အဲ့ဒါက Manchester United အသင်းအနေနဲ့ Champions League ဝင်ဝင်မရတဲ့နောက်မှာသူတို့ရဲ့ stock ဈေးကွက်တွေဟာကျဆင်းသွားတယ်လို့သိရတယ် เนาะချက်ချင်းပဲကျဆင်းသွားတယ်ပြီးတော့ Champion League ဝင်ခွင့်อ่ะသူတို့အတင်းနဲ့တော်တော်တက်ရောက်မှုရှိရဲ့လာမယ့်နှစ်မှာသူတို့ကဘာဥရောပဝင်ခွင့်မှမရတော့ဘူးဟုတ်ကဲ့ပါကူအဲ့တော့မနေ့ကညပွဲလေးအကြောင်းလည်းနည်းနည်းမေးချင်တယ်နောက်တစ်ခုကတော့အတိအကျတော့အခု Chelsea တက်တော်မှလူအင်အားအားနေပြီးတော့ပေါ့နော်ပြာဒီလုံးလေပရီးမီးယားလိမှာအခြေအနေမကောင်းဘူးဟာလာကျွန်တော်တို့တန်းစင်းစုံရဲ့အပေါ်ကက်ရက်ဖြစ်နေတဲ့အခြေအနေကနေပြီးတော့အန်ဂီပေါ့အန်ဂီပေါ့စတီကိုဂလူးဟာသူ့ရဲ့စကားတိုင်းပဲဒုတိယရာသီမှာသူက စုပလာရောက်ယူပေးမယ်လို့ပြောသွားတယ်အဲ့ဒီတော့ကျွန်တော်တို့ကဟာဒီလူမဖြစ်နိုင်ဘူးပေါ့နော်အလကားပါတော့နောက်ဆုံးမှ तू ကတကယ်ပဲယူသွားတယ်မနေ့ကပွဲမကန်ခင်ကဒီကျွန်တော်တို့စိတ်ထဲမှာလဲတမိုင်းကြောင်းအရာဆိုမန်ယူပဲရမယ်လို့ထင်တာဒါပေမဲ့မနေ့အရာလို့တဲ့အချိန်မှာကျွန်တော်တို့ပွဲမကြည့်လိုက်ရဘူးမနေ့အရာလို့တဲ့အချိန်မှာစပါးရသွားပြီเอ็นกีရဲ့လူစင်းကချယ်ဆီအသင်းထက်အများကြီးအားနည်းခဲ့တယ်။ဒါပေမဲ့သူတို့ဟာယူရိုပါလိရဲ့ဟလာအခက်အခဲဆုံးအသင်းတွေကြောဖြတ်ပြီးနောက်ဆုံးမှာ ချန်ပီယံဖာကိုရသွားခဲ့တယ်လို့ချန်ပီယံလိဝင်ခွင့်မှာရရှိတော့ဒါတကယ်ကိုအန်ဩစရာအခြေအနေပါဟုတ်ကဲ့ကိုအဲ့ဒီအကြောင်းလေးအန်ဂီရဲ့အကြောင်းနဲ့စပါရဲ့အောင်မြင်မှုအကြောင်းချန်ပီယံလိဝင်ခွင့်ဟာဘယ်လောက်အရေးကြီးလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါအောင်ဟုတ်ကဲ့ချန်ပီယံလိဝင်ခွင့်ဟာကိုအရေးကြီးတာပေါ့အရေးကြီးတယ်ဆိုတာကျွန်တော်တို့ပြိုင်ပွဲကစုကြီးတွေထက်အခုကမ္ဘာပေါ်မှာချန်ပီယံလိရဲ့ရုပ်တံကြီးကအများဆုံးလို့ပြောလို့ရတယ်ပေါ့နော်အများဆုံးနဲ့တစ်ခုပေါ့အတန်လေးနည်းနည်းလေးတိုးတယ်ကိုဟုတ်တိုးလာကိုတော်တော်ကြားလာမြည် ဟယ်လိုပြရလားမေကိုရနည်းနည်းလေးတူရကိုနည်းနည်းလေးဟာလာကျွန်တော်ဒီကနေတော့ချိန်လို့မရတော့အဲအခုလောက်အခုလောက်ဆိုကြားရတယ်ကိုနည်းနည်းဝေးနေရလားမသိဘူးရလားကိုအဲရပြီကြဲကြဲသွားပြီကိုဟုတ်ဟာဟာဟိုဘယ်လိုလဲဆိုတော့ကိုယ်ချန်ပီယံလေးဝင်ခွင့်ဆိုတော့ဘယ်လောက်ရေးပါလဲဆိုတော့ဒါအသေးနိုင်ရောအာကျွန်တော်ကြည့်ရှုသူပြည်သက်တွေရောသိတယ်အခုလက်ရှိကျွန်တော်မြန်မာနိုင်ငံမှာတော့မှဒါချန်ပီယံလေးကြည့်ဖို့ဆိုရင်တသက် ဒါ Scarlet Plus တို့ပါဘူးပေးထည့်ရတာတို့ပါဘူးတသက်တည်းရှိရလीပြီးတော့ဒီကဘာလုံးဆိုင်ရာ Champion League ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်အများကြီးကျွန်တော်တို့ဟိုဟာဖြစ်ရတယ်ဝင်ကြီးတွေပတ်စံတွေပေးရဒီရဲ့ဝင်ကြီးတွေဝင်ငွေတွေကမနေဘူးဗျာအသေးနိုင်ပိုင်ရှင်နိုင် management နိုင်ကတော့မမောကြရစရာပဲပြီးတော့ Champion League မှာရတဲ့ achievement နဲ့ကစားသမားတွေရတဲ့ achievement နဲ့ဒီလိုဒီပြည်တွင်း league ဒီမှာရတဲ့ achievement တွေအများကြီးกว่าမှုရှိတယ်။ဒါကြောင့်မို့လို့လည်းတဲ့ champion league ကဒါအရေးကြီးပါတယ်ဗျာ။ဒါ champion league အရေးကြီးတဲ့အကြောင်းလေးပါ။ ဒါကြောင့်မို့လို့အသင်းတိုင်းဟာဒါချစပါပဲဖြစ်ဖြစ်အဲဒီယူလက်ရှိအာဆနောပဲဖြစ်ဖြစ်အသင်းပိုင်ရှင်တော်များဟာအဲပရိသတ်တွေဝေဖန်နေတဲ့ကြားတွေကဖလားမရတီတိုင်အောင်ဒီချန်ပီယံလိဝင်ခွင့်ကိုပဲပိုင်ရှင်တွေကအဓိကထားပြီးသွားနေတာကိုကျွန်တော်တို့ရှေ့နှစ်ပေါင်းများစွာမှာမြင်ခဲ့ရတာပေါ့နော်စပါဆိုလည်းပေါ်ချယ်စီတို့လက်ထက်ထဲမှာဒါ၄၅နှစ်လောက်ဆက်တိုက်ချန်ပီယံလိဝင်ဝင်ကြောင်း financial တောင်းနှီးပြီးတော့ဒါကွင်းသစ်စောင့်နိုင်တာတွေ ကစားသမားတွေ trade လုပ်နိုင်တာကြီးလဲလုပ်နိုင်ခဲ့တယ်ကျွန်တော်တို့ငငယ်တုန်းကကြီးခဲ့တဲ့စပါသင်းဆိုတာကကိုတိအတိုင်းပဲငွေဝေးချံပေါက်ငွေဝေးချံပေါက်ကစားသမားတွေမှာ the four တို့အဲဟိုဒီ gain တို့ gain ဆိုတာကကျွန်တော်တို့ဒီ heavy gain မဟုတ် robby gain ဆိုတာရှေ့မှာရှိရ robby gain တို့ဒါ build တို့ mode တို့မရှိခင်တည်းကဒီကစားသမားတွေရှိရပြီးလို့ရှိရှင်ကိုနာတီတို့ကိုနာတီဆိုတာကျွန်တော်တို့ဘယ်ဘူးနောက်တန်းမဟုတ်ဘူးဒါစပါသင်းရဲ့ရှေ့ရတိုက်စင်ဘူးကိုနာတီတို့ ဒီလိုမျိုးကစားသမားတွေနဲ့ပဲတနေနေ့လေးအရင်မြင်နေနေ့လေးနဲ့ပဲရက်တီလာခဲ့ရတာလေစပါးတဲ့ဟာဒီချန်ပီယံလေးဝင်ဝင်ရပြီးနောက်ပိုင်းမှာပို့ပြီးတော့ကစားသမားတွေခေါ်ယူမှုတွေဖြစ်တင်းမှုတွေ trick လုပ်နိုင်တာတွေပို့ပြီးတော့မြင်လာရတယ်ဗျာဒါကချန်ပီယံလေးရဲ့ပါပါပဲဒါကြောင့်မလို့ချန်ပီယံလေးကိုဘာကြောင့်ဝင်ဝင်လာကြတယ်ချန်ပီယံလေးမှာဘာလို့ဝင်ခံကြရချန်ပီယံလေးမှာဘယ်အဆင့်ထိရောက်ရင်ဘယ်လောက်အချိန်နေထိကိုယ်အသင်းရဲ့ ranking ကိုဆွဲတင်နိုင်မလဲဆိုတာအဖြေတယ်ဒါကချန်ပီယံလေးရဲ့အရေးပါတဲ့ကိစ္စတစ်ခုပါအာမင်းညကပွဲကိုအစားဆုံးကြည့်တဲ့အခါမှာ နီးပြနှစ်အောင်လုံးမှာအာနီးပြတိုင်းကအခုလက်ရှိခေတ်ကဘာမှာတော့ကိုယ်ကိုသွားခြင်းနဲ့ ideology ကိုသွားခြင်းနဲ့ system ကိုတွတ်သွင်းခြင်းနဲ့ပုံစံတစ်ခုကိုပဲအမြင်နဲ့တွတ်သွင်းပြီးတော့သွားနေတဲ့နီးပြတွေကများတယ်။ဟောကျွန်တော်တို့အရင်ခေတ်ကလို့ဟော Benitez တို့ဒါအခုဘာပဲပြောချန်ပီယံလိမှာ king လို့ပြောလို့ရတဲ့ Carlo Ancelotti တို့ Ancelotti ဆိုလဲဒါ AC Milan နဲ့ Real Madrid နဲ့ဖလားတွေချန်ပီယံလိကိုသိမ့်ပိုက်ခဲ့တယ် တို့နဲ့ပုံစံမတူတဲ့ဂွာလီယိုလာရဲ့နောက်ပိုင်းနှီးပြတွေကပေါ်ထွက်လာများတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ကျင့်သုံးနေကြနီးစနစ်ကိုပဲအခြေခံပြီး final ပဲဖြစ်စေဘာပွဲဖြစ်အသင်းငယ်အသင်းကြီးဒါတွေအကုန်လုံးဒီနီးစနစ်တစ်ခုတည်းနဲ့လက်ကင်ထားပြီးတော့သွားနေတဲ့အသင်းကြီးများတယ်ဘုခေဘောလုံးလောကကတော့ကျွန်တော်တို့ကြိုက်နေတဲ့တူခေါတို့မော်ရီညိုတို့ဒါအန်ဆယ်လော့တီတို့ဒီလိုကစားသမားတွေကတော့တစ်ဖက်အသင်းရဲ့တွေးမဲ့ရှိတ်ပေါ်မှာမူတည်ပြီးတော့ကိုယ်အသင်းရဲ့ အ counter attack ကိုဘယ်လိုပြန်သွားမလဲဆိုတာကိုဖြေရှင်းရင်းနီးပြရဒီနောက်ပိုင်း Guardiola နောက်ပိုင်းမှာနည်းလာတယ်လို့ကျွန်တော်မြင်တယ်။အဲ့ထဲမှာ Amorino, Anschor ကဒီလိုမျိုးတယူတန်ခေါင်းနဲ့နဲ့မာပြီးတော့ကိုသွားခြင်းနဲ့ဒီစနစ်ကိုအတင်းသွတ်သွင်းနဲ့သွားတဲ့နီးပြတွေပဲ။ဒါပေမဲ့မင်းညာဟာ Ash ကဘာပဲလုပ်သွားလဲဆိုတော့သူ့ရဲ့ခေါင်းမာမှုကိုအတင်းရဲ့အောင်မြင်မှုအတွက်သူရှော့ချသွားတယ်။ဒါကြဒါကျွန်တော်မြင်တဲ့အဖြေပဲ။ဒါကျွန်တော်တို့ကတော့ဟိုဒီဘောလုံးမွေးနဲ့ပတ်သက်တဲ့ ဒီစနစ်ဒီဘာဒီကြာဒါဒီအကုန်လုံးကိုယ်ကျွန်တော်တို့ဘာသာရဲတစ်ခုအနေနဲ့တင်ကြားထားတာမဟုတ်တဲ့သူတွေဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဘောလုံးပွဲတစ်ပွဲကိုကြည့်ရဲ့ယတပေါ်မှာခံစားပြီးမြင်ရတဲ့အမြင်ကကျွန်တော်အမြင်ကဒါပဲ။ဘာဖြစ်လို့လဲဆိုတော့ပုံမှန် attacking လုပ်ရှင်နေလို့သူကစိတ်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ song ကိုထည့်မယ်နော်။ပြီးလို့ရှိရှင်ဒါ Bizuma ကို Bendengar တို့တဲ့ကတော့အရင် base မထိုင်ဘူး။အဲနောက်တန်းကစားသမားတွေကိုလည်းဒါ Poro တို့ Ando Udogi တို့ဟာပုံမှန် normally ဒါပရီးမီးယားလိမှာကစားနိုင်မယ်ဆိုလို့ရှိရင်နံပါတ်10အထိနေရာအထိရောက်လာပြီဂိုးသွင်းနိုင်တဲ့ဟိုဂိုးသွင်းနိုင်တဲ့အနေထားအထိကို cash ကသူတို့ရဲ့ line ကိုမြင့်တင်ထားတယ်ပြီးတော့အဓိကအောက်မှာကို comment ပြီးတော့ highline defense ဒါကိုလည်းတတ်နိုင်သလောက် ash က short ချထားတယ်ဒါဟာသူ့ရဲ့အသင်းကိုအောင်မြင်တဲ့အတွက် supply ရခြင်းတဲ့ကြောင့်သူ့ရဲ့လက်ကင်ထားတဲ့သူ့ရဲ့ဒသနာကိုခဏတာစွန့်လွတ်ပြီးတော့ ရင်ဆိုင်ရမယ်အသိန်းပေါ်မူတည်တဲ့ဒီစနစ်တခုကိုဖန်တီးမှုကြောင့်ပဲကျွန်တော်ကတော့အောင်မြင်မှုတခုရခဲ့တယ်လို့ကျွန်တော်တော့ယူဆတာ။ဒါကအဓိကအဖြေပဲပေါ့နော်။ Richard Lisson ကိုဘာလို့ထည့်လူတွေကဟာသနေနေတာ Richard Lisson တရားစီလုံးကကိုယ်ကဂိုးလဲသွင်းတာလည်းမဟုတ်ဘူး။ပေါ်တော့ပေါင်တောင်နဲ့ပြီးလို့ရင်ဟိုလူလိုက်စာရန်စသလိုလိုဘာလို့နဲ့ပြဿနာလည်းကွင်းထဲမှာရှာသလားမသိနဲ့။ဒီလိုကမျိုးဘာလို့ထည့်လဲ။အဖြစ်အရှင်းမှာစွန်အောင်မင်းက defensive အားနည်းတယ် attacking အားပါတယ်။ဒီဘွဲဟာ attacking အမြင်နဲ့လုံနေရပါမယ်လို့ပြောလို့မရဘူး။ပွဲတော်ပွဲဖြစ်တဲ့အတွက်ကြောင့် ရစ်ချယ်လစ်စင်ကိုအိုဒိုဂီနဲ့ထိန်းထိုင်ကြပြီးအာမက်ဒီယာလိုကိုကွန်ထရိုးလုပ်နိုင်တာပထမပိုင်းမှာအာမက်ဒီယာလိုကကျွန်တော်မေးပြီးကျွန်တော်ထင်တယ်10လုံးလောက်ရှိရမယ့်အလုံးမှာ2လုံး3လုံးပဲသူထွက်လာနိုင်တယ်။ကျန်တဲ့9လုံးကဘာဖြစ်လို့ blocking ဖြစ်နေတယ်ပေါ့ရော။2ယောက်ထက်နေတယ်။အာပြီးတော့ရစ်ချယ်လစ်စင်က hold the play body play ပေါ့ဗျာ။ဒါဆိုလန်ကြီးရောရစ်ချယ်လစ်စင်ရော hold the play body play ကစားလို့ရတဲ့ကစားသမားကြီးဖြစ်တဲ့အတွက်ကြောင့် defensive ကို attacking ကိုအားကိုးလို့ရတဲ့အတွက်ကြောင့်သူဒါမျိုးကိုတုံးတယ်။ဒါအရင်ကောင်းတဲ့ဆုံးဖြတ်ချက်ပါ။ ဒါသူ့အတွက်ကံကောင်းကတော့ဒါဖန်နီဗန်တို့ရိုမဲရိုတို့ကစပါမှာလက်ရှိနောက်ပိုင်းယာတီပိတ်ခံလေးမှာပြန်ပြီးပြန်ကောင်းလာတယ်ဆိုတော့ကျွန်တော်လေးမြင်ရတဲ့အနေထားလေးမှာအဲ့အတွက်အများကြီးဝမ်းသာစရာဖြစ်ခဲ့တယ်ကျွန်တော်ကဆော်မီမပါတော့ဟာဆော်မီမပါဘာများဖြစ်လို့လဲဒါပေမဲ့ကစားသွားတဲ့အချိန်မှာကြည့်လိုက်ရတာကအဲသူ့မန်ယူနိုက်တက်ကိုဘောလုံးပေးကစားလိုက်တာသူ့အတွက်အမှန်ဆုံးရွေးချယ်မှုပဲဘာလို့လဲဆိုတော့မန်ယူနိုက်တက်ရဲ့ကစားဟန်ပေါ့နော်ဒါ3 4 2 1 maybe 3 4 3ပေါ့ဗျာကိုရဲ့ဘလူပဲဘလူပဲ3 3 ဒီကစားဟန်ဟာအဲ defensive ပို့ပြီးတော့နည်းနည်းဆန်တယ်ကျွန်တော်တို့ Adami လဲ Thomas Tuchel ပြီးလို့ရှိရှင်ဒါအဲ Inter Milan နဲ့ဆိုလို့ရှိရင်ဒါ Simon Inzaghi Simon Inzaghi Thomas Tuchel ပြီးလို့ရှိရင် Conte ပေါ့နော်ဒီကစားဒီပလီဒီနီးပြားကြီးဟာဒီ3 4 2 1ဒါမှမဟုတ်3 4 3ကစားဟန်ကိုအကောင်းဆုံးကစားခဲ့တဲ့လက်တလော10နဲ့15နဲ့အတွင်းအကောင်းဆုံးနီးပြားဖြစ်တယ်ဒီဒီဒီပြား၃ယောက်ဟာ ကိုနဲ့ထိတ်တက်ရင်ဆိုင်မဲ့အသင်းမျိုးကိုဘလို့အသင်းမျိုးနဲ့ရင်ဆိုင်လဲဆိုဒီကစားဟန်ဟာတစ်ဖက်အသင်းကအာတီတာတို့လိုကျွန်တော်ချက်စီးသင်းမာရစ်ကာတို့လိုပြီးတော့နောက်ထပ်ဒါဂွာဒီယိုလာတို့လို position game ကစားတဲ့နည်းမျိုးကိုဖောင်ဖြတ်ပြီးတော့ကစားလို့ရတဲ့3 4 3ကစားဟန်ပဲဒါပေမဲ့အဲ့3 4 3ကစားဟန်ဟာဘောလုံးအရန်ကင်ကစားရင်တို့တဲ့ကစားဟန်ကစားပေါ့မရှိဒါပဲဆိုတော့တစ်ဖက်အသင်းကိုဘောလုံးပေးထားမှကိုပြန်ပြီး transition ပုတ်တဲ့အချိန်မှာ တောင် area ကြီးဖြစ်တဲ့အမဒိုဂူလာဒါလောဆောက်မလားဒါမှမဟုတ်လို့ရှိရင်ဘယ်သူဆိုမစားဘူးဆိုတော့ဒီ area block ကြီးတွေအကျယ်ကြီးတွေရပြီးတော့ဒီကစားသမားတွေ freelance ဆိုတော့လုပ်ရကိုကဘောလုံးကင်ထားရင်ဒီနေရာတွေမှာမေဆင်မောင်းနဲ့ဒိုဂူနဲ့ထက်နေတာအာမက်ဒီယာနဲ့မစားဘူးနဲ့ထက်နေတာဒီလိုမျိုး blocking တွေဖြစ်ပြီးတော့ကစားကွက်ကြက်မယ်ဆိုတော့ edge ball ဆိုလောက်ကကောင်းကောင်းတီးတဲ့အတွက်ကြောင့် main right ကိုဘောလုံးပေးကစားပြီးတော့လိုချင်တဲ့ reset ကိုထိန်းသွားတာတော့အာတကယ်ကို final final အတွက် သူပေးတဲ့ရတာကိုတော့ final မှာတကယ်ပြေဝခံစားလိုက်ရတယ်တကယ်ကြိုက်ပါတယ်ဒီလိုမျိုးအရေးချင်းမျိုးရှိမှသာလေဖလားဆိုတာရတာတတလုံးအာငါတို့က invertive fullback ပဲကစားမယ်ဟမ်အဲဟိုဒီချင်းကွင်းလေဝင်ဆော့လိုက်အဲဟိုကောင်ကဟိုနားပဲပြေးနော်ဒီနားကိုမလာနဲ့အဲဒီကောင်ကဒီစုံနဲ့ထွက်လို့မရအောင်အဲ့လိုမျိုးလုပ်နေဘယ်တော့မှဖလားမရအောင်ရှင်းပါဟုတ်ကဲ့ပါဘူးတအားကောင်းတယ်เนาะဒါ ash နဲ့ပတ်သက်ပြီးအခုပြောရတာသူ့ရဲ့ knee slip ပိုင်းကိုတော်တော်လေးသူအပြောင်းလဲလုပ်လိုက်တယ် မန်ယူကို तू ပုံစံတစ်မျိုးနဲ့ तू မထင်မှတ်တဲ့ပုံစံတစ်ခုနဲ့ तू ယင်ဆန်လိုက်တယ်အဲ့ဒီမှာဒါရူဘန်အမ်မိုရီနဲ့မန်ယူကဘာဆက်လုပ်အောင်မလဲမသိပဲနဲ့မိနစ်80နောက်ပိုင်းမှာပဲကျွန်တော်တို့ဟာလာပြန်ပြီးတိုက်စစ်ဆင်နိုင်တဲ့ပုံစံဖြစ်ပြီးတော့နောက်ဆုံးမှာတော့ချန်ပီယံလိဝင်ဝင်ကိုဆုံးရှုံးသွားကြရပါဘူး။ဟုတ်ကဲ့ပါကွ။အခုတော့ဒါအပြာကောင်တွေကသူ့ရဲ့ဂျားဂျားပြောပြီးပြောမှာကိုဘလို့ထင်မလဲ။တရားဒီလုံးအလူအိမ်ဖြစ်လာတဲ့စပားနောက်တန်းဒီပွဲမှာပြောတာကဘယ်နှလုံးပေးလဲ။အေးဗျာ။ဒါဟာနီးပြရဲ့ဒစီရှင်နဲ့ဒစီရှင်နဲ့စားသမားတွေတဲ့ ဒါစူးစမ်းအထုတ်မှုပဲပေါ့နော်မီးပြရဲ့ technical ကိုလည်းကစားသမားတွေကနားလေတယ်ပြောချင်တာတရာတီလုံး high line တစ်ဖက် ကြီးဆော့ပြီးတော့အလူအိမ်လုံးဆော့လာပြီးမဲ့လေဒီလိုအရေးကြီးတဲ့ပွဲမျိုးမှာမီးကစားသမားတွေ intelligence ကလည်းအရင်ပြည့်တယ်လို့မီးပြရဲ့လူချင်းတဲ့ပုံစံနဲ့ဒါပဲကျွန်တော်ခိုင်ရဲ့ဒီလိုနီးပြမျိုးလူချင်းတယ်ဗျဟိုကျွန်တော်တို့အတင်း Chelsea အတင်းနဲ့ဆက်ဆက်ပြီးပြောရင်ကျွန်တော် Chelsea အတင်းကဒီလိုမျိုးနီးပြရင်နေပဲရင်ပါခဲ့တာဒါကြောင့် super class ဆိုဘယ်တော့မှမငတ်ခဲ့ဘူးအဲကျွန်တော်ကဒါကြောင့် system သွားတယ်လို့ဟဲ့လား process ကိုနားလေပါအချိန်တိုင်းဖြစ်လာမယ်ဒါကြောင့်ကျွန်တော်တို့ Chelsea အတင်းရဲ့ nature နဲ့မတိုက်ကြည့် ကျွန်တော်ချက်စီးတဲ့အနေချာမော်ရင်ဟိုတို့ကွန်တီတို့တူခဲတို့အန်ဆယ်လော့တီတို့ဘယ်လိုမျိုးဖလားတွေကိုယူသွားလဲဆိုတာအဖြေပဲဟုတ်ကဲ့ပါကူပြာကောင်နေအခုဒါဒီပွဲအကြောင်းတက်သူတို့ရဲ့အကြောင်းပဲဒါသိကျင်နေပြီဗောနော်ကူဟုတ်ကဲ့ပါကူဆိုတော့သူတို့ဒါအဓိကတော့အခုနအကြောင်းကြီးပြောရတာကစပန်နီပြာကိုကျွန်တော်တို့ချီးကျူးကျင်နေဆိုတဲ့အကြောင်းလေးရယ်နောက်တစ်ခုကချန်ပီယံလိရဲ့ဝင်ခွင့်ဟာဗောနော်ကိုရံမှုအခုနပြောသွားသလိုဘလောက်တောင်ကျွန်တော်တို့အတွက်အင်မတန်မှအရေးပါတယ်အသင်းတိုင်းအတွက်အရေးပါတယ်ဆိုတဲ့အကြောင်းရယ်ပါ ဟုတ်ပါဘူးချိန်လေးပါပဲကျွန်တော်တို့ကလည်း Champion League ဝင်ဝင်အတွက်ကအင်မတန်မကိုအရေးကြီးနေတာပေါ့နော်ကျွန်တော်အမြင်ကကြီးတာပါဗျာနော်ဘက်တင်နဲ့ပွဲထက်ဆာလို့ရှင်အခုလာမဲ့ Forest နဲ့ပွဲပိုပြီးအရေးကြီးနေတယ်ပိုအရေးကြီးနေတယ်ဆိုတော့ Enzo Maresca ကအဲ့လိုမျိုးတစ်ခါတစ်ခါကြာရင်သူကဘယ်ဟာကအရေးကြီးရဲ့ပွဲမှန်မသိအောင်လုပ်တတ်တာမျိုးတွေရှိတယ်လူစင်းနေကမောက်ကမဖြစ်တတ်တယ်ပေါ့နော်နည်းနည်းတော့စိုးရင်ပိုကောင်းတယ်ဟုတ်တယ်ဒီလိုအချိန်မျိုးမှာတော့ तू မလုပ်တော့ဘူးလို့ထင်ပါတယ်ဟုတ်ကဲ့ကိုအခုဒါ comment နေမှာလဲအခုကိုမင်းနေတယ်ဒါ Ordinary Forest နဲ့ပွဲအတွက်ပေါ့နော် Ordinary Forest နဲ့ပွဲဟာအင်မတန်အရေးကြီးတယ် Villa နဲ့ Man U ကတခြားတစ်ဖက်မှာတရေကျသွားမှာတနည်းအားဖြင့်ဒါကျွန်တော်တို့ Villa ကအမှတ်ရော့သွားမှာပဲ Chelsea ဒီ Ordinary Forest ကိုတရေကျလို့ရတဲ့အနေအနေထားမျိုးမဖြစ်မနေ Chelsea ဟာ Forest ကိုအနိုင်ခံမဲ့အနေထားမှာရှိနေတယ်ပြီးတော့ Chelsea ရဲ့အဝေးဝင်းရလက်ကလည်းတော်တော်ဆိုးတယ်2025ကနေကျွန်တော်တို့အခုချိန်အထိပေါ့နော်ဒါ9လတာကာလမှာနှစ်ခါပဲကျွန်တော်တို့ဒါနှစ်ခါပဲ နိုင်ခဲ့တယ်အဝေးကွင်းမှာကျွန်တော်အဝေးကွင်းပွဲတိုင်းရှုံးနေရလက်အရန်ဆိုးတယ်ဆိုတော့ကိုဒီ forest နဲ့အဝေးကွင်းပွဲဟာ chelsea အသင်းအတွက်ဘလောက်ထိဒါရှုံးသွားခဲ့မှာဆိုတော့ခရောင်းနိုင်မလဲ chelsea ရောရလက်ကောင်းမှာမလားအဲ့ဒီအကြောင်းလေးပြောပြပါအောင်ကို